အရေးကြီးတာလို့လို့ရှိရင်လည်းဆိုတဲ့လုံမယ်ဆိုတဲ့တန်သေးတာစိတ်ပဲဖြစ်ပါတယ်ပြောလို့ရှိရင်လည်းမြန်မာနိုင်ငံမှာကျွန်တော်ကိုယ်နဲ့ခံရုံးနဲ့ထပ်ပြီးပါမယ်တချို့ကြုံတွေ့နေရတဲ့တချို့ဆက်ခက်ခဲတွေကိုခံရုံးနဲ့ခေါင်းထဲမှာသိမထည့်ပါနဲ့ဒါတဲ့တတင်းကားတာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်စောကြုံနူးတွန်းလည် channel လေးကနေအားလုံးကိုပြန်လည်ကြည့်ဆို like ပါတယ်ခင်ဗျာကျွန်တော်ကျွန်တော် channel မှာဗီဒီယိုမတင်ပြတဲ့အတော့ကိုကြာသွားပြီပေါ့နော်ဒါကြောင့်မို့လို့ကျွန်တော်ဒါကြီးစုတဲ့ပုံသက်တွေကိုနူးညွတ်တောင်းပန်အပ်ပါတယ်ခင်ဗျာဒီနေ့ကစပြီးတော့ကျွန်တော်ရဲ့ channel မှာဗီဒီယိုတွေကိုအရင်လိုပုံမှန်ပြန်လည်နေဆက်ပြီးမှဖြစ်တဲ့အတွက် အားလုံးပဲစောင့်မျှော်ကြီးစုပေးကြပါလို့ကျွန်တော်မိတ္တရက်ခံချင်ပါတယ်ခင်ဗျာဒီကနေ့မှာတော့ဒါဗီဒီယိုတစ်ခုကိုကျွန်တော်ရှင်ပြီးပြမှာဖြစ်ပါတယ်ဗောနော်ဘာဗီဒီယိုလဲဆိုလို့ရှင်ဒါကိုဇွဲရဲ့မိခုံနဲ့ဒါမင်းအောင်လိုင်မင်းအောင်လိုင်ဒါအာနာယူရဲ့မိခုံတစ်ခုကိုကျွန်တော်ရှင်တွဲပြီးတော့ပြမှာဖြစ်ပါတယ်ခင်ဗျာဒီလဲဆိုလို့ရှင်ဒါကျွန်တော်တို့ Justice Soldier PDF မှာဒါတင်နေစေပွဲရဲ့ဒါတင်နေစေပွဲမှာကိုဇွဲမိခုံပြောတဲ့ဗီဒီယိုဖိုင်လေးကျွန်တော်တို့ဒီအရင်ဆုံးကြည့်ရှုလိုက်အောင် ဲ့ဒီသုံးရက်ကိုရဲဘော်တို့ကမဖြစ်မနေလောက်ရတယ်ကျွန်တော်တို့ကကျမ်းမာရေးကျိုးပဲ့စိတ်တက်ကျိုးပဲ့စုဖွဲ့မှုကျိုးပဲ့ရန်သူဟာကျွန်တော်တို့လက်နက်နဲ့ချိန်မုန်းစရာမလိုဘဲနဲ့အတလို့အနိုင်ရပါမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ရဲဘော်တွေဟာဒီသုံးရက်ကိုမဖြစ်မနေလိုက်တာဆောင်ရွက်ရအောင်အဲ့ဒီသုံးရက်နဲ့အညီစံကျင်ဘက်ဖြစ်တဲ့ရန်သူကိုကျွန်တော်တို့ကဖြိုဖျက်ကြအောင်အဲ့တော့ရန်သူကိုကျွန်တော်တို့ကကျမ်းမာရေးဖြိုဖျက်ရမယ်စိတ်တက်ဖြိုဖျက်ရမယ်စုဖွဲ့မှုဖြိုဖျက်ရမယ်ပြီးရင် လက်နဲ့နဲ့လက်နဲ့ချင်းအနိုင်တက်ယူပါမယ်ဒါရေဘိုလ်လိုလက်တွေ့ဘဝမှာလိုက်နာကျင့်သုံးဖို့မှာကျင်တာဖြစ်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဟောင်းလာတဲ့ရောက်လာတဲ့တော်လဲသမားတွေဖြစ်တယ်တိတရားသောစစ်ပွဲအတွက်အနစ်နာခံဖို့လာတာဖြစ်တယ်နှစ်မိမိတော်လဲတဲ့ဘက်အတွက်စေတနာရှိရှိလုပ်ဖို့လာတာဖြစ်တယ်ဟုတ်မတရားတာကိုလက်ပိုက်ကြည့်လို့မရတဲ့ဝါဒနာနဲ့ပါတဲ့အတွက်ကြောင့်စစ်ပညာကိုလာသိဉာဏ်ဖြစ်တယ်အဲ့တော့မတိအရေးကြီးတော့ဘုရားလူစံကြုံလို့လေ တင်ငန်းသားတွေဟာမင်းတို့မြောက်ကြားလားမလားတော်ကူမင်းတို့ဟာဒီချင်းအစပြီးတော့အနမ်းစင်းပြီးကြစပြီးတော့တုံးလေးရဲဘုံတော့တင်ငန်းစင်းပြီးပေါ့နော်တင်ငန်းစင်းနာခဏခဏအရေးဘုံတက်လေဘုံဘုံလာအရှင်ကြီးရဲအဲ့တော့ဘယ်တော့မှလူလူကိုတက်ဆောင်ဖောင်းနေတုံးလေးကိုတက်ဆောင်ဖောင်းနေကြားလားမလားတက်ဆောင်ဒီကူလား

ကုန်လုံးလူငယ်ကြီးပဲเนาะဒီလူငယ်ကြီးထဲမှာတင်အားမခေါ်ဆောင်ထားတဲ့လူတယောက်မှမပေါ့ဘူးသူ့ဘောနဲ့ကိုသူ့ဘောနဲ့ပြုတ်တာလာရောက်မှုထမ်းနေတာလူငယ်ကြီးပဲမတရားမှုတိုက်ထုတ်လို့ပေါ့ချီချင်းမိတာနဲ့ကိုချင်းစာတရားထားရမှာလို့မင်းတို့ကတင်နေစတတ်တယ်အခုတင်နေပြီးွားပြီတင်နေပြီးွားပြီဆိုလို့ရှိရင်နောက်မှမင်းတို့နောက်မှထပ်ပြီးတော့မှဝင်လာမယ် တက်ပြီးတော့မှတင်းနဲ့တက်မယ်အပတ်စဉ်ကလူမျိုးမျိုးကောင်းကောင်းကိုချင်းစားတတ်တယ်။ကိုကတင်းနဲ့ပြီးအောင်တက်ပြီးသွားပြီ။အဲ့တော့သူတို့ဘာတွေဖြတ်ကြောက်ရမှာလဲသူတို့ကဘာထက်ခဲရှိလဲ။ငါတို့ဘာတွေကူညီရမလဲငါတို့ဘယ်လိုနေရာနဲ့ခိုင်ရမလဲ။သူတို့ဘယ်လိုပဲတယောက်နဲ့တယောက်ဖေးမကူညီရအောင်လို့လူမျိုးလက်ဆင့်ကမ်းရမယ်ဆိုရင်ကိုချင်းစားတယ်မို့ကိုချင်းစားတယ်။အဲ့လိုပဲမင်းတို့အခုတင်းနဲ့စီးပြီးသွားရင်ငါတို့ကလက်တွေ့တိုက်ပွဲတွေကိုဖော်ဆောင်ရမယ်။လက်တွေ့တိုက်ပွဲတွေကိုဖော်ဆောင်ပြီဆိုရင်ဒီတင်းနဲ့စီးလာတဲ့အခြေအနေကနေပြီးတော့မှရှေ့မှာကိုယ်မှရှိတဲ့စီနီယာတွေ တက်ခွဲတွေးကြုံရှင်းတဲ့ရဲဘော်တွေနဲ့ဘယ်လိုတွေးရအောင်အဲ့လိုတွေးရလို့ရှိရင်လေးစားတဲ့စိတ်ကိုချင်းစားတဲ့စိတ်ဟိုကချစ်ချင်းမေတ္တာနဲ့ကိုချင်းစားတရားစိတ်ထဲမှာမြင့်မြတ်ထားပါဒါမှအမိန့်လာခံမှုလေးစားမှုဆိုတဲ့ဟာကိုဘယ်လိုစိတ်ထဲမှာခံစားရအောင်ကိုချင်းစားတရားနဲ့တွေးအရင်တော့ဆရာအနေနဲ့ဆုံးမတဲ့စကားရှိတယ်ကိုနဲ့ပေါင်းတဲ့လူက30ပဲရှိရင်ကိုက80ဖြစ်လိုက်တရားပြည့်အောင်လို့ ိုးနဲ့ပေါင်းတဲ့လူက20ပဲရှိရင်ကိုက80ဖြစ်လာတယ်။ဒါဒီကိုရှင်းတာတရားအခြေခံပဲ။အဲ့တော့အဲ့ဒီအကြောင်းသုံးခုကိုဒီဒီချာချာလေးမှာခြင်းနဲ့ကဲဒီမှာတော့နောက်တစ်ခုလာပြီပေါ့နော်ဒါ main online မာအလာအောက်ယူအာနာယူတာရုရှားမှာသူရုရှားမှာသွားပြီးတော့မက်ကွန်မြန်မာလိုသွားပြောထားတဲ့ဗီဒီယိုဖိုင်လေးပေါ့နော်သူမို့လို့အဆက်မရှိအချက်လည်းမရှိတိတ်ခါလည်းမရှိနော်သူများနိုင်ငံကိုသွားပြီးတော့မက်ကွန်လေးတောင်မှဒါပိုးလို့မပြောနိုင်တဲ့အခြေအနေပေါ့နော်စာမတက်ပြီမတက်ကောင်ဆိုတော့ ဒါအမေစုဆိုလို့ရှိရင်အမေစုနိုင်ငံခြားရောက်တိုင်းမျက်နှာမငယ်ရအောင်ကတိပါနီခင်းပြီးတော့ကြိုးရနော်ဘာသာစကားကလည်းကျွမ်းကျင်ပြောတတ်အဲ့လိုလူမျိုးကြတော့ထောင်ထဲမှာဖန်ထည့်ပြီးတော့ဒါသူတို့ကိုသူတို့ဘာမှမတက်ပဲနဲ့လူလုံးရှိမှထွက်ပြပြီးတော့ဒါနော်ရုရှားမှာတွားပြီးမင်းကိုမြင်မှလို့သူပြောနေလားဟောက်ကြီးအရေးကြီးတာတော့လို့ရှိရင်လည်းဆိုတဲ့လုံမယ်ဆိုတဲ့တန်တဲ့တာစိတ်ပဲဖြစ်ပါတယ်။ဒီလိုရှိရင်လည်းမြန်မာနိုင်ငံမှာကျွန်တော်ကိုယ်နဲ့ခံရုံနဲ့ထပ်ပြပါမယ်။ရရှိကြုံတွေ့နေရတဲ့တချို့တဲ့အခက်အခဲတွေကိုခံရုံနဲ့ခေါင်းထဲမှာသိမထည့်ပါနဲ့။ဒါလည်းတည်ငှားတာဖြစ်ပါတယ်။ တ်တစ်ချက်ကတော့မြန်မာနဲ့ရုရှားနိုင်ငံနဲ့မြန်မာနိုင်ငံကယူကြည်စိတ်ချတဲ့ရင်းနှီးတဲ့မြို့စီကောင်းနိုင်ငံတွေဖြစ်ပါတယ်။ရုရှားနိုင်ငံကကမ္ဘာမြောက်ချမ်းမှာအရှိနဲ့တော့ဒါရှီလာစွာဟာဒီအရှိအဆိုလေအာရှဒေသနေပြီးအနောက်ဘက်ဥရောပဒေသတိဒါကျပြန်းသာရှိတဲ့ဒါမဟာအင်အားကြီးနိုင်ငံတခုဖြစ်ပါတယ်။ပထဝီနေထားလည်းအရေးပါတဲ့နိုင်ငံတခုဖြစ်သလိုနိုင်ငံတကာနေစိတ်ဝင်စားမှုရှိတဲ့နိုင်ငံလည်းဖြစ်ပါတယ်။ဘလောက်ပဲဟလာ ဒီရုရှားနိုင်ငံရဲ့မို့လို့ဒီစကားလေးပြောထွက်တယ်နော်နိုင်ငံကလည်းစိတ်ဝင်စားနေတယ်ဆိုတော့တတ်ခတ်နေပြီရုရှားနိုင်ငံရဲ့ကြိုဝါချမ်းသာမှုနဲ့နှီးပညာတွေကိုတော့ဘယ်လိုမှသူတို့နှိမ်နှင်းလို့ရမှာမဟုတ်ပါဘူး။ဒါကြောင့်ခင်ဗျားတို့ရဲ့ခင်ဗျားတို့ရဲ့ကြိုဝါမှုနဲ့ဒါကြောင့်ခင်ဗျားတို့ရဲ့ကြိုဝါမှုနဲ့နှီးပညာတွေကိုကျွန်တော်အရှာဒီတာပါလာရောအကျင့်ပြဆောင်စီလို့ဒါအဲ့နေရာမှာဒီခွေးရုပ်မြန်မာနိုင်ငံကျွန်တော်တို့ကျွန်တော်ပြင်ဆင်ပါတယ်။ဒါကြောင့်မြန်မာနိုင်ငံမှာယူကြီးဆွေးချစာနဲ့လာရောရင်းနှီးမြှုပ်နှံဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ်။ ဲ့ဒါဒီယုံကြည်ရင်းနှီးမြှုပ်နှံမှုမလုပ်ခင်မှာမြန်မာနိုင်ငံကကြီးနေတာကြည့်ပါပါလာတဲ့ပထွေးခေါ်လာမြန်မာလာတဲ့မြန်မာနိုင်ငံကပါလာတဲ့အဖွဲ့ကြီးကမြန်မာနိုင်ငံကိုပူးပေါင်းပြီးတော့အောင်ပတ်ပြီးရောင်းစားမှာမြန်မာနိုင်ငံကိုခဲမဲ့လာမယ်ဆိုရင်မြန်မာနိုင်ငံသားတွေရဲ့ပဂရိအခြေအနေကိုလည်းဒီတဲ့ပုံပြီးသိရှိမှာဖြစ်ပါစီဝိုင်းလို့တဲ့ကောင်မှလည်းခင်ဗျားတို့စီဝိုင်းလို့တဲ့ဆိုစီဝိုင်းလို့တဲ့ကောင်မှလည်းဈေးကွက်ကိုကျွန်တော်စဉ်းစားပါတယ်မြန်မာနိုင်ငံလူကြီး90တသားမှရှိပါတယ်ဒါပေမဲ့မြန်မာနိုင်ငံပတ်ပတ်လည်မှာရှိတဲ့နိုင်ငံတွေရဲ့လူကြီးက2ဘီလီယံကျော်3ဘီလီယံနီးပါးလောက်ရှိပါတယ်အာဆီယံ10နိုင်ငံပြည် ဟိုအင်အားကြီးနိုင်ငံဖြစ်တဲ့တရုတ်နိုင်ငံအိန္ဒိယနိုင်ငံနဲ့လူကြီးများပြားတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကမြန်မာနိုင်ငံနဲ့ထိစပ်နေတဲ့နိုင်ငံတွေဖြစ်ပါဒါဒီနိုင်ငံတွေကိုခင်ဗျားတို့ရဲ့ထုတ်လုပ်မှုတွေနဲ့ပတ်သက်ပြီးဘလို့ဘလို့ခင်ဗျားတို့ဈေးပတ်ရှာမလို့ဆိုတော့လေစဉ်းစားဖို့စဉ်းစားမယ်ဆိုရင်တော့ပိုပြီးကောင်းပါလိမ့်မယ်။တခုကတော့မြန်မာနိုင်ငံကမမရှိတဲ့အဲဒီဒီဒီဘာဝထောက်ကွန်ပစ္စည်းတွေကိုအခြေခံပြီးထုတ်လုပ်တဲ့အဲတိုင်ပုံမီပစ္စည်းတွေထုတ်လုပ်ခြင်းလုပ်ငန်းအဲ့တော့ခင်ဗျားတို့နိုင်ငံကနေတိုက်ရိုက်လာပြီးတော့မှ investment လုပ်ပြီးတော့မှခင်ဗျားတို့ရဲ့ဤပညာနဲ့ခင်ဗျားတို့ပစ္စည်းတွေကိုထုတ်လုပ်ပြီးတော့မှ အဲ့ဒါတော်တယ်လုပ်ငန်းဒီနှစ်ခုလုံးကိုမြန်မာနိုင်ငံမှာလည်းလုပ်ရအောင်ကျွန်တော်ပြောရပါမယ်ကျွန်တော်ပြောရပါမယ်ဘိုးချာအကျိုးရှိပါလေနိုင်ငံလုံးကစရိုးကမ္ဘာကြီးနဲ့ကျွန်တော်ထုတ်ရောင်းသားမှာမြန်မာနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်နေပေတဲ့ပတ်သက်ပါမယ်မြောက်ဆွေးနွေးသဘောတူညီရဲ့ရယူကြတာလည်းရှိပါတယ်ဟိုမှာဖင်ပြခံဒီမှာဖင်ပြခံခက်ခဲတူအခက်အခဲတွေခေါင်းထဲမှာပြေးမထည့်ပါနဲ့ဒါတည်းတင်ခါတာဖြစ်ပါတယ်ကျွန်တော်တို့ဒီပူးပေါင်းဆောင်ရွက်ခြင်းအပြင်ဒီအခက်အခဲတွေအောင်လုံးကျော်လာနိုင်မှုတို့ကျွန်တော်ယုံကြည်ပါတယ်အရေးကြီးတာတော့လုံးချင်တယ်ဆိုရဲလုံမယ်ဆိုရဲကြာခင်မှာစမုံတုံးတော့မှာဖြစ်ပါတယ်ဒီလိုကြောင့်မက်ဆီရုရှားနိုင်ငံက သူနိုင်ငံသားများနဲ့လုပ်ငန်းရှင်အားလုံးကျေးဇူးပါကြောင်းကျွန်တော်ပြောလို့လောကလို့ရှိရင်လည်းမြန်မာနိုင်ငံမှာကျွန်တော်ကိုယ်နဲ့ကင်မရာနဲ့ဖတ်ပြပါမယ်ကျေးဇူးတင်ပါတယ်ပါစီပါမှာဆက်ဆက်ရှိရရုပ်ကဲဗီဒီယိုလေးရောက်တဲ့လောက်ပဲပေါ့နော်။စုံလေးကြည့်ရှုပေးတဲ့သူတယောက်ချင်းစီတိုင်းကိုကျေးဇူးတူဝတ်တင်ရှိပါတယ်ခင်ဗျာ။ကျွန်တော် channel လေးကိုလည်းဒါပုံမှန်တိုင်းဆက်လက်စောင့်မျှော်ကြည့်ရှုပေးကြပါလို့အားလုံးကိုမေတ္တာရက်ခံတောင်းဆိုချင်ပါတယ်ခင်ဗျာ။